ကြည်သူလူမျိုးရေးတက်မတော် PLN နဲ့မဟာမိတ်ဘူပါဝန်တက်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ပလဲမျိုးနဲ့ကန်တောက်ရွာ yes ကန်ကိုစိုးစုကပြန်လဲထိုးစစ်ဆင်လာလို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စိုးစုအထိနာကပြန်ဆုတ်ပြေးသွားတယ်လို့ PLN တာဝန်ရှိသူက MP ကိုပြောပါရယ်ကန်တောက်ရွာစကန်သိမ်းတိုက်ပွဲကနေဆုတ်ခွာထွက်ပြေးတဲ့စိုးစုနဲ့ပြူတွေဟာ MP ရွာပြူစကန်မှာစုစည်းပြီးတော့အင်အားဖြစ်ကပြီးခဲ့တဲ့ရပိုင်းကကန်တောက်ရွာဘက်ပြန်လဲစစ်ကြောင်းထိုးလာလို့ PLN နဲ့မဟာမိတ်တပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ ကဲအခုတည်င်းနေနေအဆက်အသွယ်လေးပြတ်နေလို့တိတ်တော့ဟိုပြောလို့မရသေးဘူးဟုတ်ကဲ့အဲတိမ့်ပြီးတဲ့နောက်မှာတော့တို့ဟိုအင်မတီဘက်တီပါလေးရနေပြောသူစစ်ကြောင်းထွက်ဖို့ကြိုးစားတာရောရှိရပါတော့ဒီကန့်တောင်တွေကနေထွက်ပြေးသွားတဲ့အဲစစ်ခွေးတွေနဲ့ဟိုဘက်ကပြူတွေနဲ့ပေါင်းပြီးတော့အဲရွာပြင်ကိုထွက်ပြီးတော့ကန့်တောင်ဘက်ကိုထွက်ချင်တဲ့ပုံလေးတော့ရှိတယ်စစ်ကြောင်းထိုးချင်တဲ့ပုံလေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ PL နဲ့တခြားမှမီဒီယာဖြတ်တိုက်ထားတော့သူတို့စစ်ကြောင်းလမ်းပြီးပြန်ဝင်သွားတာရှိရပါတော့။ဟုတ်ကဲ့အဲ့မှာသူဒီကြောင်းပြစ်ကူပြီးတော့ခူတာရှိရကျန်ခဲ့တဲ့နှစ်ရက်လောက်ကပေါ့နော်။ဟုတ်ကဲ့အခုတော့နည်းနည်းငြိမ်းနေတယ်။ကျွန်မလည်းတည်နေတိကျအကုန်မရသေးဘူးအဲ့ဒါကြောင့်ပေါ့။အဲစစ်ပေးရှောင်နေရတော့အော်အဲ့ဒါကြီးလည်းအတိကျတော့မတည်သေးဘူး။ပြည်သူတွေကတော့စစ်ရှောင်နေရတာကြီးတော့ရှိရဟုတ်။ဒီတန်းတောင်ရဲစခန်းကတော့ကျွန်မတို့ပြည်ရလေး အကထိန်းချုပ်ထားရရှင်အဲဒီလမ်းကြောတစ်ချောင်းမှာအကုန်လုံးမဟာမိတ်တွေအကုန်ထိန်းချုပ်ထားပါတယ်ဟုတ်ကဲ့ဒီကန်တောင်ကနေထွက်ပြေးသွားတဲ့စစ်ခွေးတွေကဟိုဘက်အင်မတီကတော့မိုင်ကျော်လောက်ပဲဝေးတာကိုကန်တောင်နဲ့အဲ့ဒီထဲမှာနဘိုလဲကွာပြူရွာကသူကတောင်တောင်တင်းနေအပြူရွာရှိရလေဈေးပြူကောင်းကလည်းပြူရွာပဲဆိုတော့ဒီအင်မတီကတော့၃မိုင်ကျော်လောက်ပဲဝေးတယ်ဆိုတော့အဲ့ဘက်ကသူတို့ထွက်ပြေးသွားတာထွက်ပြေးသွားတော့အင်မတီဘက်ကပြူနေတယ်ဒီဘက်ကထွက်ပြေးသွားတဲ့စစ်ခွေးတွေနဲ့နောက်ထပ်ရန်သူကပို့တဲ့ဟို အဲစစ်ကိုတွေနဲ့ပေါင်းပြီးတော့သူကအင်မတီရွာနဲ့ထွက်ပြီးတော့ဒီကန်တောင်ဘက်ကိုထွက်လာကျင်တာပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့ဒီစစ်ကြောင်းတွေနဲ့ဖြတ်တိုက်တဲ့ခါကျတော့သူတို့ရန်သူကလေကြောင်းစစ်ကိုတွေဖြစ်ကိုတွေဘယ်လောက်ပြေးပြီးမယ်လဲသူတို့စစ်ကြောင်းကအမှန်ရန်သူတွေအထူးကကြဆုံးနဲ့တက်လန်ပြီးတော့ပြန်ပြီးတော့အင်မတီရဲ့ပြန်ပြေးဝင်သွားတာအဲအဲ့လိုဖြစ်သွားတာဟုတ်ကဲ့အဲကန်တောင်ကတော့ကျွန်တော်တို့ပြည်ရဲ့လေးပဲထိန်းထားတယ်ဟုတ်ကဲ့ စည်ရေးအရာအချက်ချကြတဲ့ကန်တော့ရွာစကန်ကိုစောစုကပြန်လည်ရယူဖို့ရအတွက်အင်အားအများအပြားအသုံးပြုပြီးတော့မြေပြင်ကနေစစ်ကြောင်းထိုးလာတဲ့အပြင်လေကြောင်းပစ်ကူတုံးတိုက်ခိုက်ခဲ့ပေမဲ့ PLA ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကဂျားပြက်ဟန်တာတိုက်ခိုက်နိုင်ခဲ့တာကြောင့်စောစုကအထိနာပြီးတော့တက်လန့်ကဆုတ်ခွာထွက်ပြေးသွားတာပါလက်ရှိမှာတော့ကန်တော့ရွာနဲ့အနေဝင်းကျင်းကို PLA ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကဆက်လက်ထိန်းချုပ်ထားတယ်လို့ PLA တာဝန်ရှိသူကပြောပါရတယ်။ ကန်နောက်စကန်ကိုရေရှည်ထိန်းချုံနိုင်ဖို့ရအတွက်အနီးဝန်းကျင်မှာရှိတဲ့ MT ရွာပြူစကန်၊ဈေးပြူကုန်းရွာပြူစကန်နဲ့ပလဲမြို့ပေါ်မှာရှိတဲ့စိုးစုစကန်တွေကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့လိုအပ်တယ်လို့လည်းမြေပြင်စည်ရေးသတင်းမြစ်တူကသုံးသပ်ပါတယ်။ပလဲမြို့နဲ့ကန်နောက်ရွာရေစကန်ကိုပြည်သူလူမျိုးရေးတပ်မတော် PLA ဦးဆောင်တဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ၂ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဇွန်လ၁၉ရက်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါ။ပလဲနယ်တဲ့တိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့လေကြောင်းပုံးကျဲခံရလို့ကျေးရွာ၂၀ကျော်က တောင်းနဲ့ချိတဲ့ဒေသခံပြည်သူတွေစပေးရှောင်ထွက်ပြေးနေရတာရက်20ကြာကြာရှိလာပြီးတော့စားနေရခါဇေဝအမိုးကစားတဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။